အားလုံးပဲမင်္ဂလာပါခင်ဗျာရဲကောင် audio channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ဘူတာယာရဲဘော်၃ကြိမ်ရဲ့ခြေရလဲပြောက်ရည်လဲနှောက်ဆိုတဲ့မုတ်ဆိုဝတ္ထုလိုဇလံကောင်းလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဝတ္ထုလိုဇလံလေးကိုဖတ်မပြခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့မှအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဘူတာယာရဲဘော်၃ကြိမ်ခြေရလဲပြောက်ရည်လဲနှောက် တရောလုံးတရောင်လုံးနင်းမုံများမိုင်းမုံနေလေသည် ထိုဒေသထိုနေမြေတို့တစ်ခေါက်တလီများမြောက်ဖူးသူတို့ဖို့တွာလန်းလာလန်းကိုရုတ်တရက်မမြင်နိုင်သောကြောင့်လမ်းပြောက်၍တဝဲလေလေနှင့်ဒုက္ခတွေ့နေတတ်သည်ဂျူကူတန်တဲတဲသာလင်နင်းသူအတွင်းမှဖောက်တွင်းလျက်ကျွန်တော်တို့မုတ်ဆိုးအဖွဲ့ဝင်များကိုကြိုးစိုးနှုတ်ဆက်နေဟန်ရှိပါတော့သည်တုတ်လီတွေးလိုက်တိုင်းကျွန်တော်တို့လူစုမှာအေးပူက အနေရထိုင်ရခက်လာ၏သို့သောခွာညိုပန်းရနံ့တွေကတကြိုင်ကြိုင်မွေးနေသဖြင့် ခြေလန်းပုံမူတွက်စီပါသည်ဆက်ရကောင်ဤခက်လန်းလန်းမှတစ်တံများကိုကြားလိုက်ရသလိုခြေတန်းမှတကြကြီးတန်းထုံးကသူအိဗယ်နဲ့သူပြုံးလိုက်တော့သည်ခြေဆုံးကဥပုဟန်သည် လက်ကာ၍ရရန်အချက်ပေးလိုက်ပြီးနောက်ဒီနေရာမှာမိဖို့ကြ၏ခဏနားကြရအောင်မားမမမြင်ရတဲ့အတူတူကွာဟုအမိန်ပေးလိုက်ပြီးသူဤပခုံးပေါ်၌ထန်းသားသည်နှလုံးပြူတနက်ကိုမြေပေါ်သို့ချကမိချေပူးကိုဆွဲနှုတ်ယူလိုက်သည်ရဲဘော်ကြော်လိုက်တက်ကြက်မောင်နှူတို့လူစုက ွယ်လက်စွာဖြင့်ထင်းချောက်များဝါးစည်းများကိုကောက်ကန်ငင်ကာဆူဆောင်း၍ကွယ်လက်ပေါ်တွင်မီးဖိုတဖိုအဖြစ်အမြန်ဆုံးဖန်တီးလိုက်ကြပါသည်လမ်းသွားနေသွေးပူပြီးအချမ်းတက်တာတဲ့ဗျဦးကြီးဟန်နားနေပူချမ်းလာလိမ့်မယ်တကြကြီးတန်းထွန်းသည်404မော်ဇာမဂ္ဂဇင်းရိုင်ဖယ်ကိုယင်တွင်ပိုက်ကာရက်နေရာမှပြောလိုက်ရာမီးခြေဆံတစ်ချောင်းနဲ့မီးမွေးလေသောဥပိုးဟန်ကြီးသည်စိတ်စီလက်စီနဲ့ထင်းပေါက်ကလေးများကိုမီးညှိလိုက်ပြီးမင်းပြောတာတွေမှန်တယ်လေမောင်တန်းထွန်းရဲ့မုတ်ဆိုးဆိုတာအိုက်တာပူတာလည်းခံနိုင်ရသလို ချမ်းသာအေရာတွေလည်းရင်ဆိုင်ဝင်ရတယ်။မိုးကိုလည်းဂယူဆိုင်ဆံမလိုဘူးကွ။ပင်မနဲ့အလုတ်ကိုတမင်တကာရွေးပြီးမှဒါကောင်ကြီးတွေတာရွက်ကြီးတွေနဲ့ရင်ဆိုင်ရတဲ့အလုတ်ကိုလှုပ်ဖို့မုတ်ဆိုးဖြစ်လာတာ။မင်းမေ့သွားပြီလား။ဟုလေးလေးနက်နက်ပြောလိုက်လေသည်။ငါတို့ခိတနားလိုက်တဲ့အသေးပဲကိုမင်းတို့မစင်စားမိလို့ပဲ။ဥပုဟန်သည်မိဇွယ်တက်လာသောမိဖို့အတွင်းသို့ဝါချောင်များကိုထဲလိုက်ပြီးနောက်ဒုခုရောက်နေတဲ့သွားနေတဲ့တောတောင်ဒေသအင်တန်လူတူအရောက်ပေါက်နေပါတဲ့ဒေသကွာပြီးတော့လဲမတွေးလိုက်နဲ့ ွေးလိုက်ရင်ဆင်းတွေကြားတွေပြောင်းတွေကြီးပဲအဲ့ဒီတော့ခုလိုနင်းတွေပိတ်အောင်ကြာနေတော့အရက်ဆွပြီးသွားရင်တို့တားကောင်ကြီးတွေကအရင်မြင်သွားရင်ပြင်းရင်ပြင်းမပြင်းရင်တို့လူစုကိုလက်ဦးအောင်တို့ကလုံနိုင်တယ်နားလေပြီလားအဲ့ဒါကြောင့်ခဏတဖြုတ်လောက်မီးလုံရင်းနဲ့ညီကလေးထွက်လာအောင်စောင့်ပါကွာရင်ဆိုင်ရမည့်အခြေအနေကိုရှင်းလင်းပြောပြလိုက်ရာကျွန်တော်ကအမဲကြီးကိုစကမ်းနဲ့တမိုင်အပြင်ပြစ်နိုင်တဲ့နေရာပြပါဆိုရင်ဟောဒီထန်းတော်ရင်ကင်းချောင်းဒေသကိုငါဆွဲပြရမှာပဲမင်းတို့မကြခင်လက်တွေ့ကြုံရပါလိမ့်မယ် ဟုဥဘိုဟန်ဤစကားကိုရောနှော၍ထောက်ခံပြောဆိုလိုက်သည်အလေယိုးမသူမဟုတ်ဘကိုယိုးမဤမြောက်ဖက်အစွန်းနေမည်ဖြစ်သည်ပြေမနာတိတောခရိုင်ဤအနောက်မြောက်နယ်ဒေသဖြစ်သောထန်းတပင်ကရင်ချောင်းဒေသကအင်မတန်နာမည်ကြီးလာပါ၏ထိုရက်ဒေသ၌အလုံးလုံးနေကြသည့်တိခုတ်သမားတစ်တော်အမှုထမ်းများအနေနဲ့နေပူချိန်နှင့်နေဝန်းကိုနေမွန်းတဲ့မှမြင်တွေ့ရ၏ငှက်ဖျားထူထက်ခြင်းအေးအေးဒက်ပြင်းထန်ခြင်းစသည့်ရာသီဥတုဒဏ်များကြောင့် ဖျားမိရင်ဆေးမမီဆေးရုံပိုးရန်ခီးလန်းတွင်အသက်ပျောက်ခဲ့သည့်အဖြစ်ဆိုးများနှင့်အပြည့်ရှိခဲ့သောနေရာဖြစ်လူအလွန်ခေါင်းသောတောင်တန်းကြီးသောတောတောင်ထူထပ်သောအလေရိုးမ၏အရှိဘက်ကက်လျက်အချမ်းဒေသဖြစ်သည့်အတွက်ဒါကောင်ကြီးများ၏ခိုကက်ရာပျော်မြူးရာဒေသဖြစ်နေပေသည်ကျွန်တော်နှင့်ဥပုဟန်တို့မုတ်ဆိုးတစုသည်အဆွေရှိသောတောဆင်ကြီးများကိုရှာဖွေပစ်ခတ်နိုင်ရန်အတွက်ထိုဒေသသို့ဖျားတောင်ရွာမှတဆင့်ဝန်တင်ဆင်များပေါ်တွင် ရိတ်ခါနဲ့အဲ့ရလိမ်များကိုတင်ဆောင်စီပြီးရှေဖြားချီတက်တပ်ဖွဲ့အနေနဲ့ရှေဥစွာချီချင်းချီတက်ခဲ့ကြခြင်းဖြစ်၏နင်းကြတံများကနေထွက်ခါနီးလေလေအခုအငွေဘွားမှတဖြောက်ဖြောက်အတံများထွက်ပေါ်လာအောင်မိုးပေါက်ကြီးများအတွင်ကြဆင်းလာ၏တို့ရရင်အချိန်နဲ့တက်လာသောမိဖို့ကြီးမှအပူငွေများကြောင့်ကျွန်တော်တို့ဖို့အေးအေးတံကိုကာကွယ်နိုင်လာသည်ညညဆိုင်ဆိုင်နဲ့မျောလိုက်တိုင်းမဆုံးစီသည့်တောအထက်ထက်တောင်အထက်ထက်ပြည့်ကျက်နေသည့်ရိုးမနယ်မြေကိုမျောကြည့်မိလိုက်ပါသည် အောင်လောင်ငကြီးတအုပ်ဤတအောက်အောက်အောင်မြည်တံများထွက်ပေါ်လာသလိုမြောင်ညိုတအုပ်ဤလမ်းတစ်ဖက်ဒေါ်ရင်းမှ တောင်ဖက်သို့ဖြတ်ကူးရန်အလာတွင်ကျွန်တော်တို့လူစုကိုတွေ့မြင်သွားကလမ်းဖြတ်၍တဝုံဝုံပြေးလာသံဖြင့်နောက်ဖက်သို့ဆုတ်ခွာပြေးကြသည်ပြေးလိုက်ရရင်တော့ကွာမြို့ပြုတ်ကုန်ရောမဟိတ်ကြော်လိုင်းနဲ့တကြကြီးတန်ထွန်းတို့ကအမဲကြီးပြည့်ရိုင်ဖယ်ကြီးတွေနဲ့လိုက်၍ချိန်လိုက်ကြသည်အသေးဖွဲကောင်တွေကိုရေးမဆိုင်ကြနဲ့ဒီနေရာမှာအဓိပ္ပာယ်ရှိတဲ့တနတ်တန်တစ်ချက်မှမထွက်ရစေနဲ့ဟိတ် ရှေးလျှောက်တွေ့ရမယ့်အရာမအကောင်ကြီးတွေမလွတ်တမ်းပြစ်ထဲကြကွာဘူဘူဟန်ကအရေးကြီးသတိပေးလိုက်ပြီးစေဘောလက်ကြီးကိုတထောင်ထောင်ဆိုက်ဖွာနေပါသည်ကျွန်တော်ထိုင်နေရာကျွန်းတုံးကြီးပေါ်တို့ဦးနူရောက်လာပြီးတဘူးအတွင်းမှကော်ဖီဘူဘူတစ်ခွက်ကိုပေးသောကြောင့်ကျွန်တော်ကင်ထားသော900ဘူးနှလုံးကျူးရိုင်ဖယ်ကိုတုံးတွင်မြည်၍နေရာချထားလိုက်ပြီးနောက်အငွေတထောင်ထောင်ထွက်နေသောကော်ဖီခွက်ကိုလက်ခံယူလိုက်သည်မြို့ကြီးပြကြီးများနှင့်အလွန်ဝေးကွာလာသောတောကြီးတောင်ကြီးအတွင်း၌ ဤကဲ့သို့သောပူပူနွေးနွေးကော်ဖီတစ်ခွက်ကိုအာရပါရတောင်းလိုက်ပြီးနောက်ယခုအချိန်ခါမျိုး၌ဤကော်ဖီတစ်ခွက်နှင့်မြို့မကော်ဖီ၁၀ခွက်တန်ဖိုးချင်းညီမြချောင်းကိုစိတ်တွင်းမှဝန်ခံမိပါသည်အရှိတော်ဖျားပေါ်မှ ဖြတ်၍နေအောင်ကြီးအစများဖြာ၍ကြာရောက်လာသလိုကျွန်တော်တို့မုတ်ဆိုးတစုအနေနဲ့ဂိုင်း90ပက်လက်တဝိုက်ဝိုးရွားမြင်တာတွေးတာလာပါတော့သည်ဂိုင်းရှေ့ကိုတက်ကြမယ်ခြေတန်လုံလုံနဲ့ချောင်းမဆိုးမိအောင်ညင်ညင်ကလေးတက်ကြ၏တွေးတော့တွေးကြတော့မယ် ူဘိုဟန်ကကြီးညာလိုက်ပြီးသူ့ဤနှလုံးပြူတနက်ကိုထမ်းလိုက်ရာဦးကြီးဟန်ဒီတနက်ကြီးကိုယူလေရဲဘော်ကျော်လိုင်ကဦးဘိုဟန်ဤ480နှလုံးပြူရိုင်ဖယ်ကိုလမ်း၍ပေးလိုက်ရာနေပါစီကွာဘုံမှုနဲ့ကပ်ပြီးတက်ကြမှာမို့အကောင်ကြီးတွင်းရင်ဘုံမှုကပြက်ဆက်တို့ဝက်တို့တွင်းရင်ငါးနှလုံးပြူနဲ့ပြက်မယ်ပြောင်းဝနှစ်ဖက်စလုံးမှာ၆လုံးကြည်ကြီးတွေထည့်ထားတယ်ဟုဖြေလိုက်သည်ထို့ကြောင့်ရဲဘော်ကျော်လိုင်သည်သူ့ဤ .305 magnet magazine rifle ကိုပခုံးတွင်လွယ်ကျိုးနဲ့တိုင်းကလွယ်ပြီးနောက် မူဘူဟန်ဤနှလုံးပြူရိုင်ဖယ်ကြီးကိုညာဖက်ပခုံးပေါ်သို့ပြစ်တင်လိုက်ပြီးကျွန်တော်တို့နောက်မှကပ်၍ရက်လိုက်သည်ကျွန်တော်တို့နဲ့အတူခီးကြုံလိုက်ပါလာကြတော့တောအုပ်ကြီးဦးမန်းနဲ့တိခုတ်သမားများကခီးဆက်ကြရန်အတီးတီးပြင်ဆင်လိုက်ရင် ခုလိုစောစောစီးအချိန်မျိုးမှာကျွန်တော်တို့ကြီးတက်တက်ဒီနေရာမျိုးတွေကိုမသွားရဘူးပြို့ဆင်လာကြလားတကောင်ကောင်နဲ့တူးမိလို့နင်းတွေပိတ်နေတဲ့အခါမျိုးမှာမပြေးတဲ့မဆောင်တဲ့နဲ့ဖျားတားခဲ့ရတာကြီးပဲခုတခါတော့ကြောက်စိတ်လုံးဝမရှိတော့ဘူးပြို့ ဥမတ်ကရေမောရင်းနဲ့အမှန်တိုင်းဝန်ခံရှာပါသည်ကျွန်တော်နဲ့ဥဘူဟန်တို့ကဘေးချင်းရှင်၍မင်းကြီးများဆွဲနေသောလူသွားလမ်းဟောင်းကလေးအတိုင်းစတင်ကခြိတက်လိုက်သည်အလင်းရောင်ကောင်းစွာရရှိနေပြီဖြစ်သဖြင့်အတော်ဟောင်းလွှမ်းနေသောလူသွားလမ်းကလေးပေါ်မှခြေရာမျိုးစုံကိုကောင်းစွာကဲခတ်ခွင့်ရရှိပါတော့သည်ခြေဥစွာဆက်ခြေရာများတည်ဆင်ကြီးများ၏ခြေရာများကိုလက်ဆက်စွာတွေးလိုက်ရသလိုပြောင်ထီးကောင်းကြီးတကောင်ဤ ကြီးမားလာသောခြေရခွက်ကြီးကိုစတင်ကတွေးလိုက်ရပြန်သည်ဘူဘူဟန်ကငုံ၍ကြည့်လိုက်ပြီးပြောင်းခြေရခွက်ကြီးကိုလက်ညှိုးဖြင့်ဝါကွက်၍ကွင်းကဒီကောင်ကြီးဒီနေ့မနေ့အစောပိုင်းစာရင်နိုင်ရင်သွားတဲ့အကောင်များကျုပ်တို့တွေးနိုင်တယ်ပြို့ကိုလေးချိန်ပိတ်တာ900ထက်မှရှိမယ်ဟုအေးတကြီးတတိပေးပြောကြားလိုက်သည် မကြမီကျွန်တော်တို့ခြေတက်နေသောလမ်းကလေးနှင့်အခြားလမ်းကလေးတလန်းဆုံမိကြသည့်နေရာသို့ရောက်ခဲ့ပြီးနောက်မမျော်လင့်သောခြေရတစ်ခုကိုဘွားကနေတွေးလိုက်ရတော့သည် ထိုချီယာတင်းများမှာ အောက်ခြေကရာဘာအပေါ်မှအဝှဖြင့်ချုပ်လုပ်ထားသောလူတယောက်၏အရေးတကြီးတုတ်သီးတုတ်ပြားလျှောက်သွားနေသောချီယာများဖြစ်ပါသည်ဥပုဟန်သည်အတော်အသင့်အံ့ဩသွားသောမျက်နှာဖြင့်အလိုဒီလူကကျုပ်တို့ထက်စောပြီးတော်ထဲဝင်သွားတယ်ဗျချီယာကြည့်ရတာအရေးတကြီးနိုင်ပုံပဲခြေလမ်းကတိတ်ကျဲနေတာကလားဟုဝေဖန်ပြောဆိုလိုက်ရနောက်ပိုင်းမှာဦးနုကလည်းဒီလောက်လူပြတ်တဲ့နေရာမျိုးမှာအစောကြီးအဖုံပါပဲခီးသွားတဲ့လူဟာစဉ်းစားစရာပဲ ြင်မနာကဒေါ်ရင်ကြီးဖက်ကိုတိတ်တဆိတ်ကူးတန်းတဲ့လူပဲဖြစ်ရမယ်။လူသူနဲ့လမ်းမှာမဆုံကျင်လို့ကြောက်ရမှန်းလမ်းရမှန်းမသိပဲသွားဝန်တဲ့လက္ခဏာဗျ။ဟုသူဤထင်မြင်ချက်ကိုပြောလိုက်ရာဒီခုတ်သမားဥွှေစင်ကဖနှက်ရကိုငုံကြည့်လိုက်ပြီးဒီဖနှက်ရဟာတော်ကောင်းကြီးဖနှက်ရပါလား။ဟုရုတ်တရက်ပြောလိုက်ရာတော်အုပ်ကြီးဥမတ်သည်နှာအားတင်သွားသောမျက်နှာဖြင့်ဟုတ်ရဲ့လားဥွှေစင်ဘင်းနဲ့မောင်ဆန်ဝင်းတယောက်တည်းမင်းနဲ့စောစောစီကျုပ်တို့ရှိကသွားနေရအောင်ဗျာ။ဟုမေးမြန်းလိုက်၏။ အင်္ဂါနေ့ကတော့တဲ့ကစခန်းမှာသူရောက်နေတယ်မဟုတ်ဘူးလားဗျမဟုတ်ပါဘူးဆရာကြီးရဲ့မင်းညကရွာမှာဘူးချစ်တို့အိမ်မှာမူးနေတာတွေ့ရတယ်ဗျတိခုတ်သမားတူဦးကဝင်ရောက်ပြောလိုက်ရတွင်တောဦးကြီးဒီခေါင်းကိုခါရမ်းလိုက်ပြီးဒီအကောင်တော်တော်ခက်တယ်တစ်ချိန်လုံးမူးနေတာပဲဗျဘိုးဆောင်နေတော့ကလည်းမူးပြီးရမ်းတာနဲ့တစ်တော်ဝင်မင်းကပြစ်ချက်တွေများလာတော့နောက်ဆုံးဒီနေ့ကိုပို့လိုက်တာလဲမမှတ်ပဲကိုဟုအပြစ်တင်လိုက်ပြီးတစုံတရာကိုတတိယပုံဖြင့်တတ်တဲ့ဥွှေစင်ကျောက်တို့တင်းတက်မဲ့ကျုံးပင်တွေကိုဒစိမ့်တွေရိုက်ပြီးပြီလား နောင်ဆန်ဝင်းကိုအင်ကာနီကတာဝန်ပေးလိုက်ပြီလေဟုမင်းမြန်လိုက်မရရသေးဘူးဆရာကြီးရဲ့ကျွန်တော်တို့လည်းဝိုင်းပြီးပြောပါတယ်တက်ခါနီမှာကက်ရရင်ပြီးတယ်လို့တောကောင်းကြီးကပြောလွတ်လိုက်ပါတယ်ဤတွင်တောအုပ်ကြီးဦးမတ်သည်အလုတ်တိတ်ပေါ့တဲ့သူပဲဗျာလက်စားတတ်တော့ဒီနေ့ကျုပ်တို့ကျွန်းတက်ဖို့ထွက်လာမှသူကရှေ့ရကျုပ်တို့ရင်ကျူတင်ရောက်အောင်သွားပြီးတော့ကပန်းကနေလုံးမဲ့သဘောကိုပင်တော်တွင်မားကိုရင်အကုန်လုံးအလုတ်ပြုတ်ပြီးသားပဲပြုတ်ဟုဝမ်းနဲ့ပက်လက်နဲ့ပြောလိုက်သည်ဥပုဟန်သည်ဖနှက်ချီယာကိုစီစီဆက်ဆက်ငုံ၍ကြည့်လိုက်ပြီးမှ ဒီလူကရှိ့ကိုလောကြီးပြီးအတွင်သာတုတ်ချီတင်နေတာလားဗျာကြည်ပါလားဖနက်အစီပိုင်းကိုဖီးပြီးနင်းတက်သွားတဲ့အကြောင်းတွေဟုခြေရာအိဘယ်ကိုရှင်းလင်းပြောပြလိုက်ပြီးစိတ်ငြိမ်စွာဆက်လက်၍ခြစ်တက်ခဲ့ကြသည်လမ်းဘေးရှိကငင်ပင်ကိုင်းချောက်ပေါ်တွင်နေပူစာလုံနေကြသောငူလေးငါးကောင်ဤလေးချွန်းတလို့အုံမြည်တံများကိုကျွန်တော်ကအမှန်မထင်နားထောင်မိသည်မကြမီလမ်းကလေးသည်ကွေးကကောက်ကဖြင့်အနှိမ်ပိုင်းအဖြစ်ဆင်းသွားပြီးဒနုံးပင်ဒုံငပြောပင်များပေါက်ရောက်ရာတောစုအတွင်းမှာ ဖြက်လျက်သွားနေသည်ကိုတွေးလိုက်ရသလိုတောကောင်ဆံဝင်း၏ဖနှက်ရများကိုလည်းအရှင်းသာတွေ့ရပေ၏မျက်စိရှင်လာသောဥပုဟန်သည်ရုတ်တရက်ရက်လိုက်ပြီးနောက်လမ်းကလေးညာဖက်ဘေးသို့ငုတ်ကြည့်လိုက်ရခုတင်ကလေးကမှဝိယာကထားသွားတဲ့အကောင်များဒီကောင်မျိုးတိတ်ကြောက်ရတယ်လုတ်ခနယ်ပြောကြားလိုက်သဖြင့်ကျွန်တော်ကလမ်း၍ကြည့်လိုက်ရတွင်ရှေးပိုင်းကဘူးကလေးလေးဘူးဝန်းရံလျက်နောက်ပိုင်းကဘူးကြီးတဘူးအဖြစ်ပေါ်ထွက်ကကျွန်တော်၏လက်ဝါးထက်ကျေဝန်းကြီးမသောတိလွင်လာသည့်ခြေရာခွက်ကြီးများကိုတွေးလိုက်ရပြီ။ ဟုတ်တယ်ဒီမှာဘိုက်ရကြီးသမီးရှိကြီးကိုခတ်သွားတဲ့ပြောင်းနေတဲ့နေရာလေးဦးနုကကြည်လိုက်ပြီးနောက်ဒီတော့ကောင်ကြီးရုတ်တရက်ထားပြီးဟောရီမပြောတော့တဲ့ဝင်သွားတယ်ခြေရာစင်အတိုင်းလိုက်ရိတ်ကြည်လိုက်ပြီးမူလခြေရာရင်းနဲ့ဝတ်ခဲ့သည့်နေရာဟောင်းကိုအေးတကြီးပြန်ကြည်လိုက်သည်ဟောရီမှာကြီးကြစမ်းပြီဦးဘဝန်ကလက်ညှိုးထိုးကတနေရာကို ထောက်၍ပြသရင်ကြာကြီးဤခြေရာခွက်ပေါ်တွင်ငင်းသွားသောတော်ကောင်းဆန်ဝင်းဤဖနက်ရာကိုပြသလိုက်ပြီး လူအတွေ့မခံရှင်လို့တောကောင်ကြီးကငါပြောပြလေကြောင်းဆောင်ထက်သွားတယ်ဗျညုံပြလိုက်ရင်ငါပြောပင်များအတွင်းသို့အနေငယ်ဝင်၍စီစီဆက်ဆက်ကြီးလိုက်ပြီးနောက်ကြားလူအမှန်သွင်းပြီးတိပင်ကြီးကိုတအားခဲသွားတယ်ပြီးတော့မြေကြီးကိုလည်းရှေ့လက်နှစ်ဖက်နဲ့ကုတ်သွားသေးတယ်အာကတောကောင်ကြီးပါလားဆက်ပြီးလူနောက်ကိုဘေးကပန်းပြီးလိုက်သွားပြီးရို့ကြာကြီးခြေရာလက်ရာများကိုကြီးစုရင်းကအရေးတကြီးသတိပေးလိုက်ပြန်သည်ကျွန်တော်သည်ကြာကြီးအစာမှန်သွင်းပြီးကြိုက်ထားခဲ့သည့်ဒူးစက်ခန့်တုတ်သည့်တိပင်ကြီး၌ တင်းမြေပင်ကြီး၌ဒုရှိခန့်တုတ်သည့်တင်းမြေပင်ကြီး၌ဂျန်ရစ်သောအဆွဲပေါက်ကြီးများကိုကြီးမီရင်နှင့်တော်ကောင်ဆံဝင်းအတွက်ထိတ်ကနေပူပန်မိပါသည်။ကဲခက်တုတ်တုတ်လိုက်ကြပြုတ်။ရှီကရဲတူပြီးတွားနေတဲ့လူအတွက်နည်းနည်းမှစိတ်မချရတော့ဘူး။မီလိုမီညာပေါ့ဗျာ။တတော်တခုကန်တခုပေါ့ဗျာ။ဥပူဟန်ကရေးတကြီးပြောလိုက်ပြီးကျွန်တော်ဤဘယ်ဖက်ဘေးမှကက်လျက်တော်ရင်လန်းလေးအတိုင်းအပြင်းချီတက်ခဲ့ကြသည်။တဖာလုံးခန့်သွားပြီးနောက် လူသွားလမ်းကလေးကိုကန်လန့်ဖြက်ကာစီနေသောချောင်းငယ်ကလေးတစ်ခုကိုဘွားကနေတွေးလိုက်ရပြီ။ချောင်းကလေးစီတို့ခက်တုတ်တုတ်နင်းတက်သွားသောဒေါ်ကောင်ဆန်ဝင်း၏ဖနက်ရများကိုလည်းတွေးလိုက်ရ၏။ချောင်းထက်ပိုင်းမှတိပင်၆ကြီးတစ်ပင်ကချောင်းပေါ်သို့ဖြက်ကလဲကျနေသဖြင့်ရေစီနှုံတိုင်းမစီပဲပိတ်ဆို့နေမှုကြောင့်လူသွားလမ်းကလေး၏ဖြက်လန်းတဝိုက်၌ရေအိမ်ကလေးလိုဖြစ်လျက်ရေသည်အဖြစ်ငြိမ်နေသည်။ကျွန်တော်တို့ကရေတကြီးရှာဖွေကြည့်လိုက်သည်တွင် ကျင်းပဲဖနက်တစ်ဖက်ကိုသာတွေ့ရပြီးတခြားတစုံတရာမတွေ့ရချေချင်းမြန်လက်မြန်ဖြစ်ကြသောရဲဘော်ကြော်လိုင်းတကြကြီးတန်ထွန်းတို့လူစုကတပင်လဲကြီးအတိုင်းနင်းလဲချောင်းကလေးတစ်ဖက်ကန်းတို့အပြေးတက်ကတော့ကောင်းဆန်ဝင်းဤဖနက်ရများကိုရှာဖွေလိုက်ကြပါသည်တို့ရတွင်တစုံတရာလူချေရများကိုမတွေ့ရချေဥပုဟန်သည်တနက်ကိုပိုက်လျက်လီလီနဲ့နဲ့မျိုးလုံးကြီးများဖြင့်ငိန်နေသောရီအိုင်အတွင်းသို့စိုက်၍ကြည်ရင်စဉ်းစားနေတော်သည်ကြီးစားစမ်းမြို့ ဒီနေရာရေတွေနောက်မနေဘူးလားဗျအမြုပ်တွေတောင်ထားခဲ့ပုံပဲပိုင်လိုင်အောင်ထင်မြင်ချက်ဖြင့်ရေအိုင်အတွင်းသို့ညွန်ပြလိုက်သည်တွင်ဒေါ်ဦးမန်းနှင့်တိခုတ်သမားများကစိုက်၍ကြီးလိုက်ပြီးနောက်ဟုတ်တာပေါ့ဗျရေတွေတိတ်နောက်နေတယ်ဒါပါလဲမှန်းစမ်းတိခုတ်သမားတဦးကခါစီခန့်နဲ့တော့ချောင်းထဲသို့ဆင်းလိုက်ပြီးတစုံတစ်ခုကိုဆွဲမှလိုက်သည်တိခုတ်သမား၏လက်တွင်း၌မြောက်၍ပါလာသောပစ္စည်းကတစ်တော်ဖက်အမှုထမ်းများဆောင်းလေရှိသောတက်ကလက်အုတ်ထုပ်တစ်လုံးပင်ဖြစ်ပါသည် ထို့နောက်တေခုတ်သမားကရေထဲသို့လက်နှင့်လိုက်၍စမ်းကြည့်ပြီးတစုံတရာကိုဆွဲထုတ်၍မပြလိုက်သည်။ဟာစစ်စစ်ပြီးရဲ့ဒစိရိုက်တဲ့ဒစိပါလား။ဆံဝင်းတော့ဒုက္ခပဲလှုပ်ကြပါဦးများ။တောကြီးဦးမက်ကကျဲလောင်စွာအော်ဟစ်၍အကူညီတောင်းဆိုလိုက်သည်။ဒီမှာဒီမှာတွေးပြီးစွတ်ကြောင်းကြီးတွေးပြီး။ဦးဘူဟန်ဤလမ်း၍ခေါ်တန်စီတို့ကျွန်တော်တို့လူစုအပြေးလွာတက်ခဲ့ကြသည်။ချောင်းကလေးဤလက်ရဘယ်ဖက်ကမ်းပေါ်မှာဒေါ်တွင်တို့ဒီရော့တိုက်ဆွဲချီသွားသောစွတ်ကြောင်းကြီးကိုတွေးလိုက်ရသလို ကြာကြီးအာထုတ်၍ရုံးကန်ကဆွဲချီသွားသည်ခြေရာခွက်ကြီးများနှင့်ဇံဝင်း၏ကိုလုံးမှာဒေယောတိုက်ပါသွားပုံဖြင့်ဆွဲချောင်းကြီးကိုပါတွေ့ရပေ၏ခမရူလူကမနဲ့စောစောမှာအန်ဒီယေကိုအေးမဆိုင်ပဲနဲ့သူ့အလုံးမြေမြပြီးဖို့တခုတည်းမြင်ပြီးတော့ကျုပ်တို့အရင်ရောက်အောင်သွားတယ်။ကြာဝနေတဲ့ဘေးကကပ်ပြီးဖြတ်သွားပြီးတော့အန်ဒီယေကောင်ကြီးကိုမမြင်မိဘူး။နင်းတွေကလည်းမုံနေတာကူးဗျ။ဒီချောင်းကလေးရောက်တော့လဲနေတဲ့တေလုံးဘော်ကရှောက်ဖို့ မမြင်မဲနဲ့သူဖနက်ကိုရေဆူမှာကြောက်ပြီးဖနက်ကိုကုန်းပြီးအချွတ်မှာနောက်ကချောင်းလိုက်ပါတဲ့ကြားဇန်ဝင်းကိုချောင်းထဲကြောင်ခုံးပြီးတော့တခါတည်းခြိသွားတာပဲဥပုဟန်ကခြေရာခြေချောင်းကိုကြည်လိုက်ပြီးနောက်ဖြစ်ပြက်ပုံများကိုပြောပြလိုက်သည်ကိုင်မောင်တဲ့ထွန်းဥနုမောင်ကျော်လိုင်တို့ကချောင်းနောက်ဖက်ကန်တိုင်းတက်ကြမျက်စိရှိရှိနားပါပါဟိတ်လှုပ်ခနေဆိုရင်မင်းတို့ကလက်ဥကြဒီဖက်ကန်းကဘုံမှုနဲ့ငါတက်မယ်ချားရလားအချင်းချက်ကတော့ဟော်ရီခရာမုတ်ပြီးအချက်ပေးမယ် ရာသန်နားထောင်ပြီးဒုနဲ့တိတ်မကွာစေနဲ့ဟုအသေးစိတ်မှကြားလိုက်ပြီးတက်ကြဟိဟုအမိန်ပေးလိုက်သည်ကျွန်တော်နဲ့ဥပုဟန်တို့သည်ဘေးချင်းရှင်၍နေရောက်သားခြေတန်းကိုလုံနိုင်သမျှလုံအောင်နင်းလျက်စွတ်ကြောင်းရာအတိုင်းဖြီး၍တက်ခဲ့ပါသည်စွတ်ကြောင်းရာကြီးသည်စိန်ဆူနေသောဝါတော်အတွင်းသို့တန်းလျက်ပြေးနေသလိုကျွန်တော်တို့နေရောက်ကတလန်းချင်းချွတ်နေလိုက်ခဲ့ကြသည်ဂိုက်နေရာခန့်အရောက်တွင်စွတ်ကြောင်းကြီးသည်လက်ဝဲဖက်သို့ကိုွေး၍သွားသည်ဖြင့်နှစ်ယောက်သားကြိတ်၍တက်ခဲ့ကြပြန်သည် မကြမီကျွန်တော်တို့စတင်ကဖျက်ခဲ့သည့်ချောင်းကလေးကိုမြင်လိုက်ရပြီးနောက်ဝါယုံမင်းကလေးသုံးမင်းစု၍ပေါက်ရောက်ရာအောက်တွင်မောက်လျက်ဖြစ်နေသည့်လူတယောက်၏မတဲမကွဲသဏ္ဍာန်တစ်ခုကိုရိတ်ခနဲမြင်လိုက်ရပေ၏ဥပိုဟန်ကကျွန်တော်အားအေးတကြီးစုပ်သက်ကအချက်ပေးလိုက်ပြီးသူ၏ခရကလေးကိုပါဇက်တွင် တက်ကစီကနေမုတ်၍တန်ထွန်းတို့အဖွဲကိုအချက်ပေးလိုက်ပါသည် ကျွန်တော်သည်ဥပိုဟန်၏လက်ဝဲဘက်ရှိ ပေါင်လေခန့်မြင်သော တုံးကပြောတော့မှတိမ်ငနဲ့လှူရှားသွားလိုက်မှုကိုတင်ကမကင်းဖြစ်ကနှလုံးကျူရိုင်ဖယ်နဲ့ထိုး၍ချိန်လိုက်မိသည်စကန်ပိုင်းတွင်ကျွန်တော်၏မျက်စိနှလုံးအောက်တွင်ကပြောဖက်များအားမှကြီးမားလာသောကြာကြီးတကောင်ဤခေါင်းပိုင်းကိုတွေးလိုက်ရပြီးဒေါသချောင်းချောင်းထွက်နေသောမျက်လုံးကြဲကြီးများဖြင့်ကျွန်တော်တို့နှစ်ယောက်ကိုစိုက်၍ကြည့်လိုက်ပြီးတခဏအတွင်း၌တိမ်ငနဲ့သူ၏ကိုခန္ဓာရှိရှိလဲလျားကြီးနှင့်ထား၍လေးဘက်မတ်တက်ရက်လိုက်တော်သည် ။ဤတွင်မှပင်ကျွန်တော်တို့နှစ်ယောက်ကစွတ်ကြောင်းအတိုင်းလိုက်ခဲ့ရမှာဒီတမောအိတ်နေသောကြားကြီးနဲ့တူးမိကြောင်းကိုသဘောပေါက်မိတော့သည်။ဘောကနေမှန်သွင်းကအဆွဲဖွေးဖွေးကြီးတွေထွက်ပေါ်လာအောင်ပါဇက်ပြေပြေကြီးကိုဟကကျွန်တော်တို့နှစ်ယောက်စီတို့ခုံလွား၍အုတ်ရန်ကိုကြီးကိုတစ်ချက်တုံးလိုက်သည့်တခဏ၌ကျွန်တော်ဤ900ဘုနှလုံးပြူရိုင်ဖယ်ညာပြောင်းဝါမှဒိုင်းကနေမီးပွင့်ထွက်သွားပါသည်။ဥပုဟန်ဤဆက်နှဘုနှလုံးပြူပြောင်းဝါကကြာကြီးစီတို့ထိုးချိန်လိုက်ပြီးခေါင်းကိုထိမှန်ခဲ့ရခြင်းကြောင့် ချက်ချလဲလျက်ဦးကောင်းကြီးစိုက်ကတော်တော်ဟိနေသောကြာကြီးလက်ညော်စီတို့ဘဲပြောင်းရောညာပြောင်းမှပါတိုင်းခနဲတိုင်းခနဲမီးပွင့်ထွက်သွားတော့သည် ကျွန်တော်ကဘဲပြောင်း၌ကြံနေသေးသည် ကြီးဆန်တောင်ကိုအပိုင်နိုင်ပြစ်ခတ်ရန်ချက်၍၍စောင့်ကြည့်နေခဲ့ပါသည်ကြာကြီးကအင်မတန်နီးကပ်သောအကွာဝေးမှကပ်၍ green point 570ရန်အားနှင့်ပင် အထိနာကချက်ချလဲနေရာမှဥပူဟန်ဤ၆လုံးကြည်ကြီးများနှင့်နှစ်ချက်တိတိချက်ကောင်းနေရာလက်ညုံကို ချုပ်၍ထိမှန်ခြင်းခံခဲ့ရသဖြင့်ရှိသူပြည့်၍ကြကတကူလုံးတဆက်ဆက်တုံရင်အသက်ငင်လျက်ရှိပေသည်ကျွန်တော်တို့နှစ်ယောက်စလုံးသည်လင်းမြန်စွာဖြင့်မိမိတို့တနက်နယ်လေဤခါးများကိုချိုးကကြီးဆန်2000စီထဲကအကြီးပေါ်ခဲလင်ဆက်လက်ပြစ်ခတ်နိုင်ရန်အစဉ်လင်းပြင်ဆင်နေကြသည်ကျွန်တော်တို့နှင့်ဖာလုံဝက်ခန့်ပတ်ဝန်းကျင်တွင်ဒရိတ်ဆန်ကြီးများဤတိုးဝေးပြေးလွှားသံများတတော်လုံးတတော်လုံးတုံလုံးလျက်ညံလျက်ဟီးလျက်ခွတ်ပေါ်လာလေသည် ဥဘိုဟန်ဒီပြေးလွှားတံများကိုနားဆင်ရင်နားလိုက်တာဗျာလွန်မာရောကြီးတွားလိုက်ပြီးခုပြင်းနေတာတောဆင်အုပ်ကြီးဗျဘာဝေးလိုက်တာမဲ့လို့အေးတယ်ဘာမဟုတ်တဲ့ဒီကြားစုတ်ကဝင်ရှုပ်ရသေးတယ်ဗျာခုမကြေမနက်တန်ကြီးဖြင့်ပြောလိုက်သည်ဟိုလူအသက်ရှင်စရာရှိမရှိသွက်ကြည့်ကြရအောင်ကျုပ်တော့မထင်ဘူးပြုတ်ဒီလူကိုကြားကြည့်ရသူစားမဲ့နောက်ဆုံးစခန်းရောက်အောင်ခြိလာပြီးမှစိတ်ချလက်ချလေချောင်းကိုက်ပြီးသွေးဝဆုပ်ပြီးမှတရေတမောအိတ်နေတော့ကျုပ်တို့နဲ့တိုးမိတာပဲ။ ဟုပြောလိုက်ပြီးနှစ်ယောက်သားသွားရောက်၍ကြီးစုလိုက်သည်တွင်ရှင်ရောသေးပါပြကြံလျက်မျက်လုံးကြီးပြူသားဖြင့်အသက်ပြောင်းနေသောတော်ကောင်းဆံဝင်း၏အလောင်းကိုတွေးလိုက်ရသလိုလယ်မြုံနှင့်လယ်ကုတ်တို့တွင်ကြက်ပြားဝိုင်းခန့်သွေးစိမ့်ရှင်ရှင်ယိုစီးနေသောကြာကြီးအဆွေအားပေါက်ကြီးတွေကို တွေးလိုက်ရပေ၏မျက်နှာနှင့်လက်မောင်းတို့တွင်ကြာကြီးလက်သေးရများနှင့်ကြိုက်ချီလာစဉ်တင်မြေတေကိုင်းများနှင့်ထိခိုက်ခဲ့သည့်အခွဲအရှဒဏ်ရာများကိုပါတွေးရသည်ဥပုဟန်၏ တန်ရှိခရသည်သုံးလေးကြိမ်မုတ်ကအချက်ပေးပြီးနောက်ဦးနုနဲ့တက်ကြည်တန်ထွန်းတို့လူစုရှေးဦးစွာရောက်လာသည်။နာယောင်ရင်းရဖောက်ပြီးတော့လဲတိုင်းကိုချိုးပြီးဘယ်ဖက်လက်ကင်အောက်ကဖောက်သွားတယ်ပြုတ်။ကျွန်တော်ကထိုအခါမှပင်သတိရမိသည်။ဟုတ်တယ်ကွ။ငါပြည့်တဲ့ကြည်စံကအမာနဲ့ပြင်းမိတယ်။ဆင်းနဲ့ပြောင်းပြစ်ဖို့ကြည်စံရုတ်တရက်မလဲမိပဲကြည်စံအပြော့အစားအမာနဲ့ပြင်းမိတယ်ဟေ။ကဲဒီလောင်းကိုဒီတိုင်းထားရမယ်။တောင်ညိုရဲဌာနကိုလူလုပြီးလူတည်မှုကိုတိုင်ပြီးမှရဲတွေလာကြည့်ပြီးမှသူတို့သဘောအတိုင်းလောက်ကြပါစေ။ ကျွန်တော်ကရှီလုံငန်းစဉ်ကိုပြောလိုက်ပြီးဦးမတ်တို့လူစုကိုရဲဘော်ကြော်လိုက်အားခေါ်ခိုင်းလိုက်သည်ဦးဘူဟန်သည်ရှီဘော်လက်ကြီးကိုရှိုက်ဖွာရင်းမှ ဟုတ်ပါတယ်လေချောင်းလေးထိရောက်တော့ခြေရလဲပြောက်ရည်လဲနောက်နေကြတဲ့ကကျုပ်ကတွေ့ပြီးသားပဲဒီလူတော့ကြားပစက်ထဲမှာပါသွားပြီဆိုတာဒေါ်စင်ပြစ်ဖို့လာကြတာပြင်မဲ့ပြည့်ရတော့ကြားပြတိတ်ကောင်းဒေါ်စင်တွေကတနက်တန်ကြားလို့တကြိုးတည်းလက်ကုန်ပြီလေခုစီကာဘက်ကုန်းကြီးလိုက်ရင်ရှီဘော်လက်ကြီးကိုမိခိုးတထောင်ထောင်ထွက်လာအောင်ရှိုက်ဖွာနေပါတော့သည် ဇလံလေးပြီးပါပြီခင်ဗျာဘူတာယာရဲဘော်၃ချက်ရဲ့ခြေရလဲပြောက်ရေလဲနောက်ဆိုတဲ့အိုထူထူဇလံလေးကိုနားဆင်ခဲ့ကြရတာဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပြီးခဲ့ကြလို့ကျေးဇူးတင်ကြောင်းပြောရင်းနဲ့အခုလိုမျိုးစိတ်ဝင်စားစရာမဟုတ်ဆိုးဝထုတို့ဇလံလေးတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ